ငါးနေနဲ့နွားဖြစ်ဂူအောင်နေကြတဲ့ပဋိသင်သားကိုသွားမစားကြနဲ့နော်။ချက်ပဲလေးဖလားကြီးတွေထုတ်ပြလာအောင်မင်းဘယ်သမားမင်းလာများ Yesport Ibex ကိုရှိကိုစားပေးကနေပြန်လဲကြိုလဲပါရင်။စနေညကစားခဲ့တဲ့ Madrid Derby ပွဲမှာ Real Madrid က Atletico Madrid ရဲ့တစားစီဖျက်ဆီးခြင်းကိုခံလိုက်ရပြီးငါးဂိုးတကိုးဆိုတဲ့ဂိုးပြရှင်နေမှုနဲ့ဂျုံတင်ခဲ့ပါရင်။ ီဘက်က Real Madrid ရဲ့ရာသီအစပိုင်းရာလုံးပြည့်အနိုင်ဆက်လက်ကို Atletico ကချီးလိုခြင်းနဲ့ပြပောက်လိုက်တယ်လို့ဖြစ်ပွားစေခဲ့ပါတယ်။ဒီရာသီမှာ Real ကအစာပြေလွန်ဆွဲလက်အောက်မှာဆရာကြီးတော့ဆရာကြီးပဲဆိုပြီးတော့ကစားထားတဲ့ပွဲတိုင်းကိုအနိုင်ခံထားပါတယ်။ဒါကြောင့်အလုံးစုံက Real အတွက်တော့နေပြားတစ်ပါးဖြစ်လာခဲ့ပြီဆိုရင်မြောက်တိုးပင်ကိုလုတဲ့အတန်တွေလည်းစုညံပဲတင်ထက်နေခဲ့ပါတယ်။ Real ပြိတ္တရင်ဆိုတာကလည်းလူကားသာအမှုစားကျင်တော့တူနေဆိုလိုအခုနောက်ပိုင်းနှစ်နေမှာသူတို့အားပေးတဲ့အသင်းကဝဲဆွဲနေပြီမင်း Champion League ဖလားကြီး15လုံးကိုထွတ်ထုတ်ပြပြီးတော့ငါတို့ကတော့လူနေပြီမင်းတူနေစားနိုင်သေးတယ်။မင်းတို့ကတော့ငါတို့လိုတူနေစားနိုင်အောင်ကြိုးစားဆိုပြီးတော့လေကြီးလေကြယ်တွေရှောက်ပြောနေကြပါတယ်။ ကျွန်တော်ကအရင်တုန်းကတော့တမိုင်းလန်တဲ့မန်ယူနဲ့အာဆင်နယ်ဒီနှစ်သိမ်းမဲ့ရှိတယ်လို့ထင်တာခဲ့တော့ပါဒါပေမဲ့ရီယယ်မက်ထရစ်ဆိုတာကလည်းတမိုင်းလန်နဲ့တမိုင်းသားတွေပဲဖြစ်ပြီးမန်ယူနဲ့အာဆင်နယ်တို့ထက်တော်မှာတမိုင်းလန်ကျန်းမာသေးတယ် ါတို့မှာတမိုင်းရှိလို့လှန်လို့ရတာလေဆိုပြီးတော့ပြောနေကြတဲ့ပရိသတ်တွေလည်းရှိပါသေးတယ်။ဒါပေမဲ့သူတို့သတိမထားမိကြတာကတမိုင်းတွေကိုလှန်ရင်လှန်ရင်နဲ့စာရိုက်တွေကပိစုံပံကိုရောက်လာတဲ့အချိန်ကျရင်စာရိုက်ထဲမှာအမှတ်သားထားရလောက်တဲ့အောင်မြင်မှုတွေဘာတစ်ခုမှရှိနေမှာမဟုတ်ဘဲဒီတိုင်းကြီးစာရိုက်အလွတ်ကြီးဖြစ်နေမှာပါ။ဆိုတော့ဘင်းရက်လက်ထက်တုန်းကဟင်းပွဲပေါင်း100 200လောက်နဲ့စာကင်းရတာကိုပြန်ပြီးတော့ပြောနေသလိုဖြစ်နေခဲ့ပါတယ်။လက်ရှိပိစုံပံမှာတော့တမိုင်းနဲ့အမှန်ဖို့ပုံမကျောင်ဖို့ကိုပဲအမနည်းစူးစမ်းနေရတဲ့ကိုယ့်အခြေအနေကိုလည်းပြန်ပြီးတော့ငဲကြည့်တင်ပါတယ်။အခုလေရီရဲကဒီအသည်မှာနိုင်ွယ်လေးနည်းနည်းပါးပါးစတဲ့ရောက်ထားနေတော့ငါတို့ကတော်ဝင်အသင်းကြီးကဘာဖြစ်တယ်ညာဖြစ်တယ်လို့ဖင်ကောင်းနေစတားနေကြပါရင် အခုတော့အတလီကိုနဲ့အထွေမှာ9နှစ်နဲ့နော်ဖြစ်အောင်အတိခံခဲ့ရတာကလူမြေလုံးမှမကောင်းပါဘူးတကယ်ကိုရှက်ဖွယ်လေးလေးရှုံဝဲကြီးဖြစ်ပါရင်ဒီရှုံဝဲကတမိုင်းတင်တဲ့ရှုံဝဲလေးဖြစ်လာခဲ့ပါရင်ဘာလို့တမိုင်းတွင်လဲဆိုတာကြည့်ရမယ်ဆိုရင်ဒီဘက်ဟာအတလီကိုအတွက်ထောင်ကွာ90ခုနဲ့နောက်ပိုင်းထပ်ပြီးမရနိုင်တော့တဲ့တမိုင်းတစ်ခုပါထောင်ကွာ90ခုနဲ့ကအတလီကိုကရီယယ်မက်ဒရစ်ကို6-3နဲ့နိုင်ယူခဲ့တာဖြစ်ပြီးအဲ့ဒီချိန်တုန်းကကမ္ဘာ့ဘောလုံးလောကဟာအခုနဲ့လုံးဝကွဲပြားနေပါသေးတယ်အဲ့ဒီချိန်ကဆိုရင်ပီလီကဆယ်နှစ်သားပဲရှိသေးတယ်ချန်ပီယံလိပြိုင်ပွဲဆိုတာတော့မစားပြီးတော့မချင်းပါသေးဘူးရယ်ဒိုရဲ့အမေတော်မမွေးသေးတယ်လို့ရာမဲရဲ့အဖွာတော်မမွေးသေးပါဘူးဒီလောက်ရှေးကျတဲ့ဆန်ကျင်ကိုအတလီကိုက2025မှာတမိုင်းတစ်ပတ်ပြန်လည်လာအောင်လုပ်ပြလိုက်တာ ဒီချိန်တော့ရေပရိသတ်တွေလည်းမျက်နှာအီမန်ကုန်ကြပြီ ။ပါဇက်ကလည်းဘာငုံလို့ငုံထားမှမသိဖိမိကုန်ကြပါရင်။ရေပရိသတ်တွေကတော့ချန်ပီယံလိ15လုံးပိုင်ရှင်ဆိုပြီးတော့လေကြီးလေကျယ်နဲ့ဟန်ရင်မလျှော့ကြပါဘူး။တကယ်တော့သူတို့ကသာသူများပြောတာကြားပြီးဝီကီပီဒီယာပေးတဲ့ဟာထဲမှာရေးသားတာတွေဖတ်ပြီးတော့ချန်ပီယံလိ15လုံးပိုင်ရှင်လို့ဘုံမတိကောမတိလက်သေးလက်မောင်းတန်းကကြွေးကြော်နေကြတာပါ။တကယ်တော့အဲ့ဒီချန်ပီယံလိ15လုံးတွေကပရမ9လုံးကပြိုင်ပွဲကိုကိုယ်တိုင်ဦးစီးချင်းမှာကိုယ်တိုင်မဲဥက္ကဋ္ဌလို့ကိုယ်တိုင်မဲဝင်ပြိုင်ပြီးချန်ပီယံဖလားရဆွဲပုံစံမျိုးနဲ့ရလာခဲ့တာပါ။ဒါကြောင့်တချို့ဆိုရင်ရေးရရှိထားတဲ့ချန်ပီယံလိ15လုံးတွေကပရမအုံဆုံး9လုံးကိုပယ်ဖျက်လိုက်တဲ့နယ်လို့တော့ပြောဆိုတောင်းဆိုနေကြပါရင် ဝင်းရတဲ့အချိန်လေး15လုံးနဲ့ကပရမောင်းဆုံး5လုံးက1960 1960ကာလတွေမှာရခဲ့တာဖြစ်ပြီးအဲ့ချိန်တုန်းကပြိုင်ပွဲအဖွဲ့အစည်းပေါ်က Real Madrid ရဲ့ဥက္ကဋ္ဌဆန်ဒီယာဂိုဘာနေဗျူရဲ့လွှမ်းမိုးအောက်မှာရခဲ့တာမို့လို့ H မှာဒီပလား5လုံးကိုပြည့်ပြည့်ပေးပါဆိုတဲ့ဟာသတွေအောင်ပေါ်လာခဲ့ပါတယ်။ဒီလိုနဲ့ Real ပရိသတ်တွေရဲ့အချိန်လေး15လုံးဆိုတဲ့လေကြီးလေရဲ့စကားတွေဟာဒီဘက်ကမှာတော့လူရမွေတော့ပဲ။တမိုင်းနဲ့ကင်ပေါ့ဖို့ပဲချောင်းနေတဲ့တမိုင်းသားတွေလို့လူတွေကနှာခေါင်းရှုပ်ပြီးတော့ကြည်လာခဲ့ကြပါတယ်။တကယ်လည်း Real ရဲ့ဒီနေ့ခင်အချိန်တွေကသမင်းမိုးလေးများရှိရင်တနာကြပါခင်ဗျာဆိုတဲ့အနေထားကိုရောက်နေတာနဲ့တူနေတာပါပဲ။ မဲမဲထွန်းမှာကီလီယန်အမ်ပါပင်ဗီနီရှန်ဂျူနီယာအာဒါကူလာတို့လိုကမ္ဘာအဆင့်ထိတဲ့ကစားမတွေရှိနေပေမယ့်ဒီဘက်မှာအတလီကိုရဲ့တိုင်းစစ်ကသူတို့ရဲ့၅နှစ်နဲ့နွားဖင်အောင်ကင်ပေးလိုက်ကြပြီဖြစ်ပါရင်ရဲမဲထွန်းရဲ့နေပြအလုံးစုကတော့ဒီလိုရှုံးခွဲကတရားဒီမှာတစ်ခါလောက်ဖြစ်တဲ့တယ်ဒါပေမဲ့ငါတို့ပြန်လဲထူထောင်ရမယ်ဆိုပြီးတော့ပွဲပြီးမှပြောလာခဲ့ပါရင်ဘာပဲပြောပါဒီရှုံးခွဲကအလုံးစုရဲ့နေပြဘွားမှာကင်းဝင်ပုံနာကမော်တတာကိုအခဲမချေတလို့မျိုးအများနဲ့သတိရနေတော့မယ်ထင်ပါရင်ဒီကိုယ်တော့လေဒီနေ့ပရိသတ်တွေကိုသွားမစားကြပါနဲ့တော်ကြာချက်ပဲလေးဖလားကြီးတွေထုတ်ထုတ်ပြနေပါဦးမယ်အစောနေ့ကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ